မင်္ဂလာပါဘာမစ်လာဘီအော်ဒီယိုကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဘာမစ်လာဘီအော်ဒီယိုပရိသတ်တွေအတွက်ဒီကနေ့တင်ဆက်ပေးမယ့်စောင်းလေးကတော့စာရေးဆရာမမဆန္ဒရင်ဝိတ္ထုတိုများတွေကရှာနေသောဆိုရဲဝိတ္ထုတိုလေးပဲဖြစ်ပါတယ်အစင်းသေးပြပြဆိုရင်တော့အစီအစဉ်တင်ဆက်ပေးမယ့်အင်ဂျီနဲ့တူတူနားဆင်ကြအောင်လားရှင်ညွန်ကြားရေးမှုဥမမောင်ကျွေးကတပည့်ပင်စင်ယူခဲ့တာမှာ၄နှစ်ရှိပြီပေါ့ဒီတော့လေအငိမ့်စားရီရဲ့သဘာဝအတိုင်းအတန်ငယ်စိတ်ငြင်းခြင်းနေ ကျွန်တော်တို့ကဥပယ်ရပါဗျာ။အိုလို့အပယ်ခင်ရတဲ့သူတွေလေဆိုပြီးတော့ရည်တန်းသွေးပြီးတော့လေပြောလေရှိတယ်။ဥမမောင်ထွေးကတော့တော်ခခင်ချောကတော့ဥပယ်လားမပယ်လားတော့မသိပါဘူး။ကြီးမကြီးကြောင်လာတာကအမှန်ပဲ။ကျမကတော့လေသူ့ကိုအိုဂျီလို့ခေါ်တယ်ဆိုပြီးအငိမ့်စားကတော့အချင်းချင်းစကားတင်းဆိုလေးရှိတာပေါ့ဟုတ်တော့လေဟုတ်တယ်သူကယုံမှလေစီစီညွှန်ကြားနေကြသူဆိုတော့အငိမ့်စားယူလိုက်တော့လေညီညီမနေတဲ့ရှာဘူး ဖျားစင်မှာဖုံတက်နေရရောအိမ်ပေါ်ကောင်မလေးတပြည့်စည်းစင်အောင်မလဲတာရောဘူးသီးချင်းရင်ရင်မလေးမကြီးနှစ်အထင်များပြီးတော့ထင်သွားတဲ့ကိစ္စရောအင်းရှိကစကူပန်းမေလေးအပွင့်မပွင့်နာကိုသာမကဘူးကြောင်ကြီးရှိဝါလေကန်အောက်မှာအီအီးပါတဲ့ကိစ္စအထိသူကပါလာတာလေး ဒီတော့လေအိမ်တွင်ငင်းချမ်းသားရရင်စီကံထိသိရဲ့အဖွဲ့ရဲ့ဥက္ကဋ္ဌရာသူကို ပြိမ်မဲမရှိရထားတဲ့ဒေါ်ခိခင်ကျော်ခမရမှာတော့အလိုလိုနေရင်ဒုတိယဥက္ကဋ္ဌရာသူကိုရွေးရှားခဲ့ရတာပေါ့ဒေါ်ချောကလေဥတွေးထက်၃နှစ်လောက်ငယ်တော့60ရဲ့ဟိုဘက်ကိုလေတည်တည်ဆွလာပြီးဟောလီဝုဒ်မှာကဘာကျော်ရုပ်ရှင်မင်းသမီးအလစ်စဘတ်ဒီလာကလည်းအသက်60မှာလင်းယောက်သားတွေလေထဲလေးပြောင်းလဲစေဖို့ ဒါပေမဲ့မြန်မာနိုင်ငံကမီးဖို့ကြောင့်လေမိသမီးကြီးဒေါ်ခခင်ချောခမရကတော့ရှီလက်စာယောက်ျားတယောက်ကိုပင်အတော်ကြီးစိတ်နစ်နေရှာပြီပေါ့ငငယ်တုန်းကတော့တဦးနဲ့တဦးချစ်လို့ကြိုက်လို့မျက်နှာကြင်ညာလို့ယူငေးကြပေမဲ့လေအတူနေခဲ့တာဟာနှစ်ပေါင်း30ကျော်က40တွင်ရောက်လာပြီဆိုတော့လေမျက်နှာကျော်ကတဲ့ပြီးတော့မတဲ့လာတော့ဘူးလေ အရင်ကသမီးကြီးစားပွားတုန်းကသူကိုယ်တိုင်လက်ဖက်ရည်ကြိုက်လျက်နဲ့မကြောကလေးဒင်းရင်တောက်တော့လက်ဖက်ရည်ဆိုင်ကိုကြောခိုင်းပြီးဒင်းရင်ဆိုင်အမြင်နဲ့လိုက်ထိုင်တက်တက်လေးမမောင်တွေဆိုရဲလူရဲကလေးကအိမ်ကအိုကြီးကြီးဖြစ်လာမယ်လို့ဘသူကထင်ခဲ့မှလေသူကမျက်နှာကျောမတည့်တယ်လို့လေသူရဲ့အိမ်ဦးနဲ့ကြီးဦးမမောင်တွေကလည်းသူ့ကိုတိတ်ပြီးတော့ကြည့်ရမှမဟုတ်တာကိုလည်းသိနေသားပေါ့အရင်တုန်းကလည်းသူချူရင်လိုက်ချိုးပြီးသူချင်ရင်လိုက်ချစ်တဲ့ဦးမောင်မောင်တွေဆိုတဲ့ပုံကောက အခုတော့သူချိုရင်ချင်းမိသူချင်ရင်ချူဖို့အသိဖြစ်နေတယ်ဆိုပြီးဒေါ်ချောကလည်းထင်မိတယ်ဒီတော့လေသူတို့မှာရင်ဖြစ်စရာအကြောင်းကများလာတာပေါ့ရင်းကုန်စရာအကြောင်းကလည်းပေါ်လာတယ်အသည့်အိမ်ကပြေးလိုက်တဲ့ရွက်လာခိုင်းတွေကိုမြေပေါ်ချဆရမလားပန်းအိုတွေထိဆက်ရမလားဆိုတဲ့ပြဿနာနဲ့လည်းရင်ဖြစ်တယ်တရားမှရင်နှာသီးပြမှာမှတ်တာကပိုကောင်းနေဝမ်းပိုင်ပိန်ဖောင်းမှတ်တာကပိုကောင်းနေဆိုတဲ့ပြဿနာနဲ့လည်းစကားများနိုင်တာပေါ့ အိမ်မှာစွန့်ခံကြနေတဲ့စွန့်ခံကိုရောကလေးလေးဝက်သားစားတယ်မစားတယ်ဆိုတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့လေတအူးနဲ့တအူးထော်ကြတယ်အိမ်အောင်ခွဲဖြစ်တဲ့တာငေကလေးအိမ်ကိုတပတ်တစ်ခါလောက်သာလာတတ်ပြီးတော့မထောင်းတာမှန်ပေမဲ့ အတူနေသမီးကြီးဖြစ်သူအပြိုကြီးခင်သက်မိခင်မာမာတော့လေမသက်သာလှပါဘူးသူကအထက်တန်းမြတ်ဆီယာမမို့တပည့်တွေလည်းများလာတယ်တပည့်အပေါင်းမြောင်းလောင်းတွေကိုလည်းနားရီရော မျက်စိရောညောင်းလာအောင်တနေ့ကုန်စူပူအော်ဟစ်ပြီးတော့သင်မီးတက်သူပေါ့ညနေဆောင်မှာမမောပပတ်နဲ့အိမ်ပြန်ရောက်လာရင်လေချက်ချင်းပြဝစ်လေတော့လေအဖေနဲ့တွေ့ရင်အမေအတင်းနားထောင်ရတယ်အမေနဲ့တွေ့ရင်အဖေအတင်းကိုနားထောင်ရတာမို့သူ့ရဲ့နားနှစ်ဖက်လုံးလေပူထူးနေရပဲ့ အခုတပတ်သေးမှာတော့တဦးနဲ့တဦးအတင်းမပြောဘဲတဲ့နေကြတယ်ဒီတော့ခင်မေတက်လဲစိတ်ချမ်းသာတယ်မထွေးလဲစိတ်ချမ်းသာနဲ့အီအီတကြံရှိနေတာပေါ့ဒါပေမဲ့ညနေကြပြန်တော့ရံဖြစ်ကြပြန်နေအစာပိုင်းကတော့ TV ရှိမှလीပလက်ကလက်ထိုင်းတလုံးစီနဲ့နေကြစီဝါရီတရုတ်ကားကြည့်နေကြတာဟာကြည်ကြည်လင်လင်ပေါ့နောက်တော့တရုတ်ကားခဏနားပြီးကြော်ညာတွေဝင်လာတယ် ငါတို့စီကအချူကြီးကြောညာရေးတဲ့ကြောညာတွေကိုနိုင်ငံသားတွေတွေ့ရင်ငါတို့တိုင်းပြည်မှာဖန်ခွက်အင်မတန်ရှားတယ်လို့ထင်ပါပဲနော်ဥမမောင်တွေက နေကြစီလေးတစ်ဖြောက်ဖြောက်ဝိုင်းပြောတာပေါ့ဒေါခင်ခင်ချောကလည်းခေါင်းလေးတင်းငင်းနဲ့ထောက်ခံနေဟုတ်ပါရဲ့တော့ပလင်းလိုက်ကြီးတွေကိုလေပစက်ကြီးတွေနဲ့တစ်တီပြီးမောတောင်နေလိုက်ကြတာနောက်ပြီးအချူကြီးဆိုရင်လေဒီပလင်းကလှုပ်ပြတာလည်းမဟုတ် ပြန်သုံးမဲ့ဟာတွေကိုရှင်ဒီအထီးတော်လေသူတို့နှစ်ဦးတသဘောတွေပေါ့ အခန်းနောက်ကစာကြည့်စပွဲမှာအမှတ်စင်းလုပ်နေတဲ့ခင်သက်မော်ကလည်းလေတီဗီဖန်သားမြင့်ကို အမှတ်မဲ့လမ်းကြည့်ပြီးစိတ်ထင်းမှနေပြီးဟုတ်သားပဲဆိုပြီးတော့ထောက်ခံမိတယ်ခဏနေတော့နောက်ထပ်အချို့ကြီးတစ်မျိုးကြောင်ညာပြန်နေမင်းသားနဲ့မင်းသမီးကရှင်ပြစွာ မြူးထူတော်လက်စွာလှူရှားကားပြရင်းနဲ့ပလင်းတွေကို မော့ကြပြန်တာပေါ့အဲ့ဒီပလင်းတွေကို အသေးချာပြန်စည်းရလာမသိပါဘူးကွယ်ဆိုပြီးဒေါ်ချိုးကမရေမရပြုံးမိတာပေါ့ဘသူကမစည်းပဲနေမှာလဲကွစည်းမှာပေါ့ ဥပမာတွေကမင်းကြီးလောက်ကလေးမှမသိဘူးလားဆိုတဲ့လေတန်နဲ့ငေါဆက်ဆက်ပြောတယ်။အင်းလေးစီးတော်စီးမှာပေါ့။ကျမပြောတာကပိုးမကင်းစင်အောင်အသေးချာစီးရလာလို့ပြောတာပါ။သူတို့ကမင်းချက်တက်လို့လေဒီလုပ်ငန်းလုပ်နေရပေါ့။အိုးကျုပ်ကတက်တာမတက်တာပြောတာမဟုတ်ဘူး။ဘယ်တော့ပဲလေမိုးပြင်းအောင်တက်တက်ဒီနေရာမှာစေတနာကပဲစကားပြောတာ။စီးရဆိုရင်ပဲတမန်ငါရှင်ကစီးရဆိုရင်ပဲစီးသွားရင်ရောဟာလုပ်ငန်းကြီးလုပ်နေတဲ့သူတွေကွာ။ ဘသူကတမန်ကရှန်ကလုံးပါလေဦးထွေးရဲ့အတန်ကြီးကကျိန်းလာတယ်ဒီရော်လေးဒေါခင်ချောရဲ့အတန်ကလည်းစူးလာတာပေါ့ဒီလောက်အာမခံနေအောင်လေသူတို့ကရှေ့အမျိုးတွေလာသူတို့အသေးချာပိုးမကင်းစင်အောင်ဆင်းနေတာရှင်မြင်လို့လားရှင်မြင်စရာမလိုဘူးကွာအလိုလိုနားလေပြီးသားဒါကယုံကြည်ထားရမယ့်ကိစ္စဒေါ်ချောကနှကန်းကိုမှဲ့ပြီးတော့မျက်စောင်းကြီးကြီးထိုးလိုက်တာပေါ့ယုံလင်းယုံပေါ့ကျွတ်ကျွတ်ကတော့လေကိုမျက်စိနဲ့အသေးချာမမြင်ရရင်ဘာကောမှအသေးချာမယုံဘူး ဥထွေးကရင်းနှီးချက်ပကံကိုစောင့်ရင်ချတဲ့ဒီလိုဆိုဒီနေ့ကစပြီးတော့လေမင်းဖះမရှိခိုးနေတော့အိုးဘာဆိုင်လို့လဲမြတ်စွာဘုရားကိုလေမင်းမြင်ဘူးလို့လားရှင်တော်ထော်လာကလည်းမပြောနဲ့တော်စောကမျက်နှာနီးပြီးတော့အတံတွေတုံလာတာပေါ့သမီးကြီးဒေါခင်သက်မော်ကလည်းသူတို့နှစ်ဦးကိုလှဲ့ကြည့်ရင်ဘာလို့ရဘာပြောရမှန်းကိုမသိနိုင်အောင်ဖြစ်နေရှာတဲ့ခလေးတွေလိုလေနေကလည်းတိတ်တော့နေရလဲပိတ်တော့လို့ပြောရမယ့်ကိစ္စလည်းမဟုတ်တော့ခက်လာတာပေါ့ဟာ ကလန်ပြောတာငါမဟုတ်ဘူးမင်းကမင်းမဲပြောတာလေမမီးရရင်မယုံဘူးဆိုရှင်ပါကွာတိုက်တာလေအချူရီပလင်းကိစ္စမှာလေမြတ်စွာဘုရားကိုဆွတ်တဲ့စရာဘာအကြောင်းမှမရှိဘူးအလကလူကန်လန့်ဒေါ်ချောကလည်းယင်းနေ့ကျန်ခက်ကိုစောင့်ချတဲ့အရှင်ငါပြင်းတော့ခွက်ခနဲ့အပ်သွားတဲ့အတန်ကိုပင်ကြားရတာပေါ့အေးကွာလူကန်လန့်ကွာ လူကန်လန့်မို့ကန့်လန့်လေကွာဘာဖြစ်လဲဦးထွေးကလည်းထီမထီနဲ့မျက်နှာထားနဲ့မထီတီပြောတာပေါ့ငါတကောကိုလာရော အငင်းတန်လာတဲ့ဒီမိန်းမကိုလေသူအမြင်ကပ်နေတာဟာကြာလာပြီဒီတခါတော့ရှော့မပေးဘူးဆိုရဲဆုံးဖြတ်ချက်နဲ့တင်းတင်းချတာပေါ့တီဗီဖန်သားပြင်မာလေးကြောင်ညာတွေရက်သွားပြီဖြစ်တာကြောင့်လေရီရှန်တို့ရှောင်းမေတို့ကျဲလေးတို့ပြန်ပေါ်လာပြီးငင်းကြခုံကြဆွဲကြလွဲကြလုံနေပြီမဲလေသူတို့ညက်ကိုမဆွဲဆောင်နိုင်တော့ဘူးဒါကြောင့်မို့လို့ရှင့်ကိုပူးကြီးဂလန်ကြီးဂွားစာကြီးလို့ပြောကြတာပြောတာတော့နေသေးတယ်ရှင်တော်ချောကအန်တီတန်လေးပြောတာပေါ့ သူသာငကားမျိုးနယ်ဖြစ်ရင်ဦးထွေးခမရပြာကြနေတော့ပြီးထင်းထင်းဘူးတော်ဘာဖြစ်လဲကွဂလန့်တော်ဘာဖြစ်လဲကွကွားတော်ရောဘာဖြစ်လဲကွာပြောစမ်းပါဦးပြောပါဦးဥထွေးကခုနှစ်အင်ကြာရှစ်အင်ကြာထောင်းအော်ရင်နောက်ပြီးတော့စပွဲပေါ်မှာလီပြုတ်စီပလင်းကိုကောက်ကတအားလွှဲပေါက်လိုက်တာပေါ့ဒေါ်သောကိုပေါက်ချင်တော့မဟုတ်ဘူးတီဗီပေါ်ကိုကြောဟုတ်ပြီးတော့အနောက်မှနေရံကိုပေါက်ချင်းပြုတ်စီပလင်းကနေရံကိုမှန်းပြီးတော့ခွက်ခနေကွဲတာပေါ့ တော်ကျော်ကလည်းလေအညံ့မခံချင်းရင်းမှာထုကန်ကိုကန်ထိတ်လိုက်တဲ့နေကြစိတ်ကွန်တပုံတပင်ကြီးကိုလေပွေးပိုက်ထားတဲ့ထွေးကန်ကြီးကဂလန်ဂလန်နဲ့မြည်ပြီးတော့လိမ့်သွားတော့တာပေါ့နောက်ပြီးလှကတိတထီချင်းကိုလေဂွန်းကနေဂွန်းကနေအော်မြည်ပြီးခုံစင်းရင်လေနေကြစိတ်ကွန်တွေကိုရရရရကျေးပြန့်သွားတယ်အမေတို့အဖေတို့ကလည်းလေခရီးလည်းမဟုတ်ဘဲနဲ့တောကြပါတော့တောကြပါတော့ရှင် ခင်သက်ဘော်ကလည်းသူ့ကောင်းကိုသူလေးစုံကုန်ပြီးတော့ကျင်းပေါ်မှာငုတ်တိုလေးထိုင်းချရင်သူ့တန်ကငိုတန်ပါနေတာပေါ့တီဗီထဲမှာအငုတ်ကောင်းသူရီရှန်းကလည်းလေတရှုံရှုံငိုနေရှာတယ်သူတို့နှစ်ဦးစကားမပြောကြတာဟာဒီနေ့ပါဆိုရင်လေးရရှိပြီပေါ့ဒီရော်လေးနှစ်ဦးစလုံးပြင်းချောင်းချောင်းနဲ့အနေဟအထာရခတ်လာတယ်အရင်တုန်းကခဏခဏစကားများဘူးပဲလေဒီလောက်ကြာကြာမခေါ်မပြောမနေခဲ့ကြဘူးလေသူကစခေါ်လာ ငါကစောက်ကောမလားဆိုတာကိုလည်းအသေးချာမသိဟိုလိုလိုဒီလိုလိုနဲ့မသိလိုက်မသိမသာ ပြန်ခေါ်သွားကြတာပေါ့ဒီတခါကတော့နှစ်ဦးစလုံးကမလျှော့အခါတိုင်းဆိုရင်လေသူကအရင်စောက်ခေါ်တတာပဲဟာဒီတခါမှကြီးကျယ်လို့ဦးထွေးကလည်းတွေးတာပေါ့သူမခေါ်ရင်ငါကလည်းစောက်မခေါ်မှတ်ဒေါ်ချော့ကလည်းစဉ်းစားနေမခေါ်ရတော့နားတော်အေးသေးတယ်နားလည်းအေးတယ်စိတ်လည်းအေးတယ်ဆိုပြီးတော့ဆက်တွေးတာပေါ့ နောက်ပြီးတော့အော်မလို့နားကတော့မအေးဘူးသူ့ရဲ့အတွေ့ကိုလေအတွေ့ထဲမှာပြန်ပြန်လိုက်တဲ့ဘာကြောင့်လဲဆိုတော့ဥတွေကနေရတကောင်မှလေရှက်ပြပြလုတ်တက်တဲ့အိမ်ပေါ်မှာလေးမထွေးကိုဖိပြီးတော့စူနေရာကြောင့်ပေါ့သူကတော့လေသူ့ရဲ့ဝတ္တရားကိုမပြစ်ပါဘူးထမင်းစားကြိတ်တန်ရင်လေကိုရင်ခုခက်ပြင်းစင်ပြီးမှမထွေးကိုခေါ်ခိုင်းလိုက်တော့ရှောင်းနေလိုက်တာပေါ့ အရင်တုန်းကလိုလေဘေးကနေထိုင်ပြီးကြက်သားလေးနှွင်ပေးလိုက်ငါးရုပ်လေးထွင်ပေးလိုက်တော့လေမလုတော့ဘူးအင်းရှေထွက်ပြီးတရင်းစာကိုအပြန်လဲဖတ်နေရပေါ့ဒီရော်လေဦးသေးကတယောက်ထဲတိတ်ဆိတ်စွာစားနေရကိုမကြည်မနှဲ့နဲ့မို့ဒီဘဲဟင်းကလေဒီထက်ငန်အောင်မချက်တတော်ဘူးလားဟိအဲ့ဒီလိုတမျိုးငါကျစ်တုံပြူစားတတာတည့်ရဲသားနဲ့ကွာဘယ်မလဲကျစ်တုံပြူဆိုတော့ကလည်းတမျိုးအော်တတာပေါ့ဒေါ်စောကတရင်းစာကိုလေဟမ်မပြက်ဖိုင်း ငါမြေးကြည့်ပြီးသားပါမငံပါဘူးအလကားကြည့်ကြတာဆိုပြီးတော့တွေးလိုက်အော်နှော်ပြီးသားတယ်လေနောက်ဘေးပကံစင်ပေါ်မှာရှိတယ်လေမထွေးရဲ့ဆိုပြီးတော့စိတ်ထင်းမှပြောလိုက်နဲ့သူကိုသူဘာဖက်ရည်ဖက်မိမှန်းတော့မသိပါဘူးမထွေးကလည်းလေမထွေးပဲတော်ချိုးကတည်ရသီးမဲကိုကိုယ်တိုင်ခွဲစေပြီးပကံနဲ့လှလပပထက်ကရော နေပါကြီးစီသွားဖို့လိုက်ဆိုပြီးတော့ပြော၏ဒီတိုင်းသွားဖို့လိုက်တာဗောခရင်လေးတစ်ချောင်းထည့်သွားဖို့လဲသတိမရဦးတွေးကရှောက်ပြားရီတောင်းနေကြမို့ ပြားရီပလင်ယူခဲ့စမ်းဟေးလို့ခိုင်းလိုက်ရင်ပလင်ကြီးပဲသွားပေးတယ်။ဇိုးလေးတစ်ချောင်းပါလေထည့်ပေးရမယ်ဆိုတော့ကို तू ကမသိဘူး။ဒေါ်ချောသာအနားမှာရှိရင်အော်မထွေးရဲ့နင်းကလေးခရင်လေးတက်ခေရောပေါ့။ဇွန်းယူခဲ့လေကွယ်ဆိုပြီးတော့အေးတတဝင်ပြောနေကြ အခုသူကရှောင်းနေတော့ဥတွေးနဲ့မထွေးမထွေးနဲ့ဥတွေးတော်ရဲအော်ပြီးတော့စကားရှိကြီးကိုရိုက်နေကြတယ်ခင်သက်မော်ကတော့ညနေအိမ်ပြန်ရောက်ရင်လေအဖေနဲ့မိကိုမတိမတာအကဲခဲပြီးမထွေးကိုဘလို့လဲဟဲ့အချိန်လေးကမစိုးပြေသေးဘူးလားဆိုပြီးတော့တီတူလဲမေးရတာပေါ့အမကလည်းစုပ်ပြင်းလေးပလက်ကလထိုင်တလုံးအပေါ်ပြင်ရောက်နေရောပေါ့အခုမတွေ့ဘူးလားအပေါ်မှာတလုံးအောက်မှာတလုံးမထွေးကစိတ်ညစ်လက်ညစ်ဖြစ်တတ်တာပေါ့ အပေါ်ဘက်ကတီဗီရှေ့မှာလေပလက်ကလတ်တိုင်းနှလုံးရှင်းချထားပြီးတော့တလုံးအောက်ထပ်ရောက်နေတာဟာလေလေးရရှိပြီးသူတို့နှစ်ဦးကြီးကြီးလေးလေးရှိရင်အပေါ်ဘက်မှာလေအတူထိုင်းရင်တည့်ရသည်စီလေးစားလိုက်ဖျားစာအုပ်လေးဖတ်လိုက်ဆွေကြောင့်မျိုးအကြောင်းပြောလိုက်နေမို့မထွေးလေလေအောက်ထပ်မှာလွတ်လွတ်လပ်လပ်ရှိတဲ့ အခုတော့ထမင်းစားပြတော့ပြီးရင်လေဥထိအပေါ်ရက်တက်သွားရင်ဒေါ်ကျော်ကအောက်မှာကြံခဲ့တဲ့ဒီော်လေးရဲ့အောက်ထပ်မှာတရေတမောအိတ်လိုက်တယ်လီဖုန်းဆက်လိုက်လုံနေကြမတွေ့ခင်ဗျာလေအနေမချောင်လှတော့ဘူးပေါ့ည9နာရီတရုတ်ကားလာချိန်ကြတော့လေဒေါ်ထီးကဖျားကန်ထဲမှာဝင်ပြီးတော့ပဒီစိတ်နေတဲ့ဥထိကိုလည်းဖြစ်တဲ့တရုတ်ကားကိုလည်းဖြစ်တဲ့ကြောညာကိုလည်းဖြစ်တာမို့သူ့စိတ်မှာအေးချမ်းလို့နေရပေါ့ မအေးချမ်းတာကတော့ဥထေးပေါ့။တမီးကြီးခင်သက်မော်ကတော့လေသူ့ဘေးမှာကျမ်းမြေမှာလာထိုင်ပြီးတော့နေကြစေးအတူလာစားနေတယ်ပဲလေ။ဟာတီဟာတာဖြစ်နေတတ်တာပေါ့။ငါကလည်းအေးမဆိုင်ပါဘူးဆိုတဲ့ပုံစံနဲ့ခက်တီတီခက်တီတီလုံနေပေမဲ့လေစိတ်ကတော့မရှင်လန်းတော့ဘူးလေ။မနေ့ကလည်းထမင်းဆောက်လို့မကောင်းပါဘူးတမီးရဲ့ငကြုတ်ထင်းမှလည်းအယိုးပါလာလို့မနေ့ဟတ်ထုတ်လိုက်ရတယ် နေအမေဒေါခင်မျိုးချစ်ကြီးကလည်းသူ့မျိုးတွေလာရင်သာငါတက်တာပြေးဖို့တတိယတာဆိုပြီးတော့စကားချင်းကလည်းစိုးတက်တာပေါ့ကြောင်ညာကဏ္ဍမှာအချူရီပလင်းတွေကိုလည်းအပြိုင်အစိုင်းမောကြတာဆိုရင်တော့လေအရင်ရက်တွေကောင်ကလို့ရန်လိုစိတ်မရှိတော့ပဲအော်သူတို့ဟာသူတို့ပြင်းရင်တောက်တောက်ကရင်တောက်တောက်ကျွန်းထိုးရင်တောက်တောက်ရေကူးရင်တောက်တောက်ဘလို့ပဲတောက်တောက်ပါကွာတောက်ချင်တယ်လို့တောက်ငါနဲ့မချောစကားမပြောရတာကတော့ခက်တယ်ဆိုပြီးတော့လဲတွေးတယ် မနေ့ပြန်ကြရင်တော့လေသူမခေါ်ရင်ငါကစခေါ်ရင်ကောင်းမလားဆိုပြီးတော့ခငငငစဉ်းစားမိတာပေါ့ဒေါ်ချောကတော့လေဖျားကနေမှာပနီးစိန်နေရင်ဖျားစင်မှာခရီးပန်းနံလေးတတင်းတင်းမှွေးနေတာမို့စိတ်ကြည်နူးနေတယ်သူကခရီးပန်းနံကိုအလွန်ကြိုက်တာပေါ့မနေ့ကရှရှပါပါခရီးပန်းရောက်နေကောင်းမလေးတအုပ်အင်းရှေရောက်လာတယ် ခရီးပန်းလို့အော်တန်ကြတော့ဦးတွေးကလမ်းမကိုကဲကြည့်ပြီးဟဲ့မထွေခရီးပန်းတဲ့ခေါ်လိုက်စမ်းဆိုပြီးတော့ခိုင်းတာပေါ့နောက်ပြီးတော့ခရီးပန်းသုံးကုန်ဝဲပြီးတော့ဖျက်ကတ်တဲ့မထွေးကဘာကြီးကပြောတယ်အမေကြီးရဲ့ရောခရီးပန်းသုံးကုန်သွားဝယ်လိုက်နိမေကြီးတိတ်ကြိတ်တာတီလားဆိုပြီးတော့တီတူခက်ပြောသွားတော့ဒေါ်ချောရဲ့ရင်ထဲမှာတိတ်ငနေဖြစ်သွားတာပေါ့ပတိစိတ်ရင်ပြန်တွေးပြီးတော့မျက်နာပင်ပြုံးပြုံးပြောင်းဖြစ်လာတယ် အေးမနေ့ကျရင်တော့လေခလိုင်းလိုပဲငါကစခေါ်လိုက်ပါမယ်ဆိုပြီးတော့လေတွေးတာပေါ့နောက်တနေ့ကျတော့တက်ကတော်တော့ကလေပေါဟောင်းတင်ဟောင်းတငယ်ချင်းဟောင်းများအိမ်ကိုစိုင်းမစိပုံမစင်ရောက်ချလာတဲ့ဇုံထဲကတွေ့အပြူကြီးညီမကနှစ်ယောက်ပေါ့ဇုံထဲတွေကပသိမအခြေချတဲ့အသေးရောက်တလူလူဖြစ်နေတာကြောင့်ရန်ကုန်ကိုဆေးလာဆင်းရင်ကဘာအေးမအပြူကြီးညီမစီသွားလေတာပေါ့နောက်ပြီးအပြူကြီးညီမနှစ်ယောက်ကိုပါခေါ်ပြီးသူတို့စီရောက်လာခြင်းပေါ့ တငယ်ချင်းဟောင်းတွေကိုပြုံးကနေပြန်တွေ့တော့ဒေါ်ချောခမရလေးတလိုက်လိုက်ဝမ်းသာသွားရတယ်အကိုကြီးဒီမှာဧည့်သည်တွေလာတယ်ကိုလာအောင်တို့ဆုံးတွဲရောမဖြူနဲ့မဝါရော ဆိုပြီးလှမ်းអော်တာပေါ့ဦးတွေးကလည်းအိမ်ပေါ်မှာကမန်းကန်ဆင်းလာပြီးဟာတငယ်ချင်းတို့လာကြလာကြဆိုပြီးဝမ်းသာအရာပြောတာပေါ့ဒေါ်ချောကတော့လေတငယ်ချင်းတွေကိုစီချိုနှုတ်ဆက်ရင်ဘာကျွေးစရာရှိပါလဲဆိုပြီးတော့အပြေလွှာတွေးတာပေါ့ တော်ပါသေးတယ်အိမ်နောင်ခွဲဖြစ်သူလေးတားတော်မောင်ကမနေ့တုန်းကအိမ်လာရင်သင်းဝင်းကပြောသည့်တဖေးနဲ့ good morning ပါမုတ်တထုတ်ကတော့သွားတယ်ရေခဲတက်တာထဲမှာလေထောဘတ်တပုကလေးတမီးရဲ့တပယ်လေးတယောက်ကတော့ထားခြင်းပေါ့တဝက်ခက်လေးကြန့်ရှိနေသေးတယ်ပို့ပြီးတော့ကန်ကောင်းကျင်တာကတမီးကြီးကမနေ့ကပဲလေးကော်ဖီမိတ်တထုတ်ဝဲလာတယ်အဲ့တဲ့ဧည့်သည်ဆောင်တဲ့လာရင်လွေတာပေါ့အမေရေးဆိုပြီးတော့လေပြောတာပေါ့ဟုတ်တယ်ခွက်ကလေးတွေတန်းစီချအထုပ်ကလေးဖောက်တဲ့ ်ယူနီလောက်ထိတ်နောက်ပြီးဇုန်နဲ့ခလောက်လိုက်ရင်ဝင်မှုလူရာကတော့လေအတိုင်းထက်အလွန်ပေါ့အမေ good morning ပေါမုတ်တွေกินတော့မလားတထုပ်ကို200ကျော်နေပြီနော်အမီသမီးဆောင်ကနေဝင်လာတဲ့အမျိုးသမီးအုပ်စုကလေသမီးအုပ်ဆောင်ကိုချင်မြန်လှမြန်နဲ့ဖွင့်ကြည့်တဲ့ငပုံသားကလေဒီရွယ်စုတထောင်စီးနော်ဆိုပြီးတော့ပြောပြန်တာပေါ့ ကံကောင်းထောက်မှပြီးတော့မိဘစီမှာအဝေရထားတဲ့အခုအခန်းလေးအပြင်တိုက်ခန်းလေးတစ်ခန်းကိုလည်းကျိုးပိုင်းနဲ့တက်တက်တတာဝယ်မိပြီးတော့ငါးဆနေရအကြောင်းကိုလည်းရှင်းပြမနေတော့ဘူးမချောကတော့နုတရဲကွယ်တိတ်လဲဝမလာဘူးစပယ်လည်းမဖြူဘူးနော် ဟဲ့မဖြူပေးနေပါမလားစိတ်ကူရတာပေါ့ဟင်ငါကတော့စိုးစိနေမတည့်လို့မစိုးတော့ဘူးဒေါ်ဝါရဲ့စပင်းလေးကလည်းတဝက်ခန့်ဖြူနေပြီပေါ့မျက်နာလေးကလည်းတင်းတင်းရင်ရှိနေပြီမဲ့လေစပင်းဖြူကြောင်ကြောင်နေဆိုတော့ကြည့်ရတာကမနှုတ်ပြူလှဘူးပေါ့ဒေါ်ဖြူကတော့ဝါလိုက်တာမှလေးလုံးပြီးတော့ဣနေတာပဲ တသက်လုံးမပင်ဘူးသူမို့တပြောင်တည်းဝါတာထံဝါလာလူတဲ့ဖြစ်တဲ့အခုတော့ပုံမှန်ကလေအတော်ပင်ပြက်နေပြီဥလာအောင်ကတော့မိမိသက်ကတော့လေအရင်တုန်းကအတိုင်းပူပူတတိလေးပေါ့ဒါပေမဲ့မျက်စိခွဲထားရတာကြောင့်လေမျက်မှန်ထူထူစီကိုတတ်ထားရတယ်သူ့ကိုကြည့်ရတာကလေတရေတီမယဉ်သေးလေးတွေကိုစားစိန်ထားသလိုရှုံးထွက်တော်လေးဖြစ်နေတာပေါ့ ။ဇေယာဆိုရာလေးစပင်ကစတာကွ။ဒေါ်ဝါကစကားစတဲ့မဲနေတဲ့စပင်တွေကျဲလာမယ်၊ပါလာမယ်၊ဖြူလာမယ်။ဒါကဇေယာရဲ့သဘာဝပဲလေ။မဟုတ်ဘူးမဟုတ်ဘူး။ဒေါ်ချောကကန့်ကွက်တာပေါ့။ဥလအောင်တဲ့ဒေါ်ထွေးကလေအေကမ်းမှာတဝဝတဟဟာရီမောနေစင်မှာသူတို့အမျိုးသမီးတွေကလေထမင်းစားကန်းထဲမှာစစ်စီညမ်းနေတာပေါ့။ ဇယားဟာလေဘင်းကစတာဟာနေလက်ထဲကြမှာပဲလေဘင်းကစပြီးအိုရတယ်လို့ကွာဟုတ်တယ်ဒီမှာကြည့်လေဘင်းကအရေကုန်လေးတွေပြို့လာရင်လေအရေးအကြောင်းတွေအရေးတွေအစင်းတွေပေါ်လာပြီးတွန့်လာတာပဲလူတယောက်ရဲ့အသက်ကိုလေလေဘင်းကြည့်ပြီးမှန်လို့ရတာဟာတော်သောကအရေကုန်လေးတွေပြောပြီးအရေးအကြောင်းတွေပေါ်နေရဲ့လေသူ့ရဲ့လေဘင်းကိုဟိုငဲ့တင်ငဲ့နေလုပြတယ်နမေကသာချောနေပြီမဲလေလူကမချောတော့ကြောင်းကိုကိုကို အမြဲတတိယနေရပါ့ အသက်ကလည်း60ပြည့်ခဲ့ပြီမဟုတ်လားတကယ်တကယ်ကသပင်တို့လေပင်တို့ကလည်းပြုတ်လို့ပြင်လို့ဖုံးလို့ဖိလို့ရပါသေးတယ်ဟဲ့အလဲပိုင်းတိုင်းကစပြီးတော့လေပုံပြပန်းပြလာတာကတော့ဘာမှလုပ်လို့မရဘူးဟာဒီတခါတော့လေဒေါ်ဖြူအလှည့်ဖြစ်လာတယ်အသက်ကြီးလို့အချိန်စည်းလာတယ်ဆိုတာငါပေါ့ဒေါ်ဖြူကမတက်ရနေရင်မှသူ့ခန္ဓာကိုယ်ကြီးကိုလေတပတ်လှည့်ပြတယ်မိမတွေအသက်ကြီးလာတာနဲ့အမျှဘိုက်ကပူလာတက်တဲ့ခါကတုတ်လာတက်တဲ့မချောကိုကြည့် အရင်နှုန်းကသူခါကလေးလေးစကူးလက်မှပဲရှိရဆိုရင်ဘသူကယုံမလဲဒေါ်ဖြူကဒေါ်ချိုးကိုပါဆွဲချတဲ့ဒေါ်ချိုးကသူ့ကိုသူငုံကြည့်ရင်လေငါတို့ကအားကစားကျမ်းမာရေးလို့ဆိုလေလေမလိုက်စားကြပဲကိုဆိုပြီးတော့တွေးတာပေါ့ဒီကြတဲ့ငါလိုအစားတောက်မတင်မိမကြတော့လေလေပြောမနေနဲ့အစီတစ်ထက်အသားတစ်ထက်နဲ့ထွတ္တရာဇလန်းခင်းပြီးတော့လေလန်တဘက်ကိုတော့ဘေးကိုတက်တန်းချလို့မရတော့ဘူးထိုင်နေတော့လေဝဝကြီး ထသွားတော့လေကကကြီးဆိုတာငါမှငါပဲခန္ဓာကိုယ်ရဲ့ဘေးကို ကားထွက်လာတဲ့အစီးပိုးအသက်ပိုးတွေကြောင့်ဒေါ်ဝါရဲ့လက်ထက်ဘက်ကအောက်ကိုတန်တန်မမဲချမရပဲကကကြီးဖြစ်နေတာဟာအမှန်မို့သူတို့တွေလေစီကနေရီကြပြန်နေဒါကြောင့်ငါကပြောတာဇရာအစဒီဘိုက်ကလို့ဒေါ်ဝါကသူ့ရဲ့ဘိုက်ပူပေါင်းပေါင်းကြီးကိုဘဲဘက်လက်နဲ့ပုတ်ပြကပြောတာပေါ့ညာဘက်လက်ကတော့လေတော်ချောရဲ့လက်ထဲမှာထောဘက်သူ့ပီးသားပေါမုတ်ကိုလှမ်းလှူတဲ့ ဒီတခါတော့စကားတန်ထွက်မလာတဲ့မိမိတက်ကလေးခေါင်းယမ်းပြီးတော့အသံညင်ညင်နဲ့ပြောတာပေါ့အမိဝမ်းထဲမှာလူရဲ့လှစပြီးတော့တတိတီလိုက်ဘဲကစပြီးဖြစ်လာတယ်ထင်လေဘဲတိကမလည်းဟာဆရာဝန်သွားမိပါလားငါကဖတ်ဘူးတော့လေမျက်စိကစတာဖြစ်တယ်တဲ့ဟုတ်လားအေးစဖြစ်တော့လေမျက်စိစဖြစ်တော့လေမျက်စိပဲလေ အသက်ကြီးလာနေအများမျက်စိကမှုံလာမင်းမွေးလာမင်းဝါလာမင်းတချို့ဆိုရင်လေကွဲတောင်းကွဲသွားတယ်အဲ့ဓာတွေကလည်းဥမင်းရော်ခြင်းလက္ခဏာတွေပဲလေသူတို့တွေပြန်သွားတော့ဒေါ်ချောခမားစဉ်းစားစီရလေတွေးစီရတဲ့တပုံတပင်းနဲ့ဆန်ရစ်ခဲ့တဲ့ဇရာရဲ့အရေးအယောင်တွေဖုံးလန့်နေတဲ့တငယ်ချင်းတွေကိုမြင်ပြီးစိတ်ထဲမှာတရားကြနေတာပေါ့မိမိတက်ကငါတို့တွေအတွက်လေကျန်တဲ့အချိန်သိမ့်မရှိတော့ဘူးဒါကြောင့်စိတ်ကိုအေးချမ်းနေတဲ့မြအေးချမ်းအောင်ထားရဲဆိုပြီးတော့လေပြောသွားသေးတယ် နေတို့တွေရံမဖြစ်ဘူးလားယင်ကိုလှအောင်တဲ့နေနဲ့လေအမြင့်တက်နေတာပဲလားရံဆိုတာပဲကင်းပါမလဲဟာဒါပေမဲ့အဲ့ဒါကိုစောင့်မထားပဲလေရှောင်းလိုက်ရင်ရတာပဲလေဟုတ်တော့လေဟုတ်တာပဲငါကလည်းရံလိုတက်သလားမသိပါဘူးခဲဆိုပြီးတော့ဒေါ်ချောကလည်းတွေးမိတာပေါ့ခေါင်းပေါ်မှာဂျမင်ဘူးလေးတစ်ချောင်းတွေ့ရင်လေသင်မင်းအောင်လန်စိုက်တယ်ဆိုပြီးတော့ပြောကြတယ်တဲ့အခုတော့ငါကောင်းမှစိုက်ထားတယ်လေသင်မင်းအောင်လန်နေမနေမတော့ပဲငါကစိတ်ဆိုးပြီးတော့ကိုကိုကိုပြညာနေမိတာပေါ့ မအိတ်ခင်တရားမပြန်တော့လဲဟိုတွေးတီးတွေးနဲ့ငိမ့်နေငိမ့်နေဆိုတာလေတခါမှမရှိဘူးအဒီလိုတွေးရင်တော့ရင်ရင်ထဲမှာတောက်လောင်နေကြဒေါသမီတွေကအတန်ငယ်အရှင်ရော့လာတယ်ကွန်မော်နီပေါမောကလည်းလေတထုံလုံးကုံသားပြီမို့ပလတ်စတစ်ခုံကိုအမိုက်ပုံးနဲ့ထည့်ပြီးဇပွဲပေါ်မှာတင်ထားတဲ့ငပြောသီးကုန်တွေကိုလည်းစုပြီးတော့သိမ်းတာပေါ့ပေါမောကင်နန်းကလည်းမှုလိုက်တာကွာကြံများကြံသေးလားဥမောင်တွေကစကေရောဖောတော့နဲ့ထမင်းစားကနေဝင်လာတာပေါ့ ခုနတုန်းကတငငချင်းဖြစ်သူနဲ့တဝါဝါတဟာဟာလှုပ်လိုက်တာကြောင့်စိတ်ပျော်ပြီးတော့ရှင်လန်းလာတယ်။ကြည်စမ်းမချောတွေစောင်းတော့လိုက်ကြတာအမုံနောက်မကြံဒါကြောင့်မို့လို့လေပုံမြဲမပြန်ဝလာတာအဲကန်းကိုလည်းလေကင်ပြီးတော့ပို့လိုက်သားပဲလှက်အောင်ကြီးလေတီးသွားတော့ကုံရော့ွယ်ကျုပ်ကတစ်ချက်လာမေးနှိုက်လိုက်ရတယ်။တော်ချောကမျက်စောင်းမတိမတာဝယ်လိုက်မိတာပေါ့။ကြည်အဲ့တရီအတွက်ပို့လိုက်တာလေ။ तू ကဥအောင်နှိုက်တော့တာပဲဆိုပြီးတော့စဉ်းစားတာပေါ့။ တကယ်တကယ်တော့လေအရက်လဲမတော့ဖဲလဲမရိုက်လပိအေးဆိုင်လဲလေမထိုင်တက်ပဲနဲ့သူကျွေးသမျှကိုသာစားနေရရှာသူမှုအခုမှဂိူနာတက်မိလာရင်ဥတွေကလည်းလေငပြောသေးတလုံးဖြုတ်စားမိပြူပြီးမှမစားတော့ပဲအလကထမင်းစားပြတ်သွားမယ်ကွာမစားသေးဘူးလားစားကြစို့ကွာဒီလိုပြောရင်းနဲ့စကရိုးဖို့တော့နေပြောတာပေါ့ထမင်းတူစားကြတော့လေသူတို့နှစ်ယောက်ကိုချင်းရင်မထွေးကပြုံးစစ်စစ်ဖြစ်နေတယ် ဒီညနေလေးခင်သက်မော်ပြန်လာရင်တော့အမကြီးဦးကေမာဆိုပြေသွားပြီတော့ဆိုပြီးတော့အိမ်ဝါမှာစီပြီးပြောဖို့စဉ်းစားနေတယ်။ဒေါ်ချောကငပုံနှောင်းကိုလေအယိုးနှင်ပြီးတော့ဦးတွေးကတပြုံးပြုံးနဲ့စားတာပေါ့။ဘူးသီးဟင်းကျိုကလည်းမထွေးစိတ်ဖြင့်စားဖို့နေပြီမဲ့လေဒီတခါတော့အော်တန်ဟိတဲ့မကြားရဘူး။အလုံးထဲမှာငမိမအရွယ်အတင်ဆုံးပဲဥထွေးကပြောတော့လေတော်ချောက ဟုတ်တာပြောတာပြောပါစီကွယ်ဆိုတဲ့မျက်နှာနဲ့ခပ်ပြုံးပြုံးလေးရှိနေတာပေါ့ အရင်လေးရက်ကလေးရေမပြောမစုံနဲ့ခန့်တတီနေထားတာကြောင့်လေအခုလိုရီမမောနေရတာကိုလေနှစ်ဦးစလုံးစိတ်ပျော်နေကြတယ်သူတို့တွေထမင်းစားနေခြင်းမှာမထွေးကအိရှိကမ်းမာလီပလက်ကလက်ထိုင်ကိုခေါင်းပြီးအိမ်မော်ရက်ကိုပြန်တင်နေကလက်ထိုင်ကခြေတင်ပါရိတ်ပြင်လေတက်သားကလက်ထိုင်မို့အတော်လေးတာပေါ့တယောက်အားနဲ့မနေ့ကြီးတင်ရပြီးတော့အပေါ်ရောက်ရင်တော့မောနေတယ်မထွေးကပလက်ကလက်ထိုင်နှလုံးကိုလေတီဗီရှေးမှာရှင်းလင်းသားပြန်ချထားတယ် ခုံဘူးကလေးပေါ်မှာယူနေချံဦးရဲ့အကျမ်းမကန်အသည့်နှလုံးကိုလည်းချထားတဲ့နောက်ပြီးတော့ထញ្ញက်ဖြူပလင်းနေကြစေပလင်းရှောက်ပြားရည်ပလင်းကိုတာမကပါဘူးစတီဆိုတချောင်းကိုပါလေအစင်းသစ်တင်ထားပြလိုက်တာပေါ့ကျွေရည်တို့ထွေးခံကလေးကိုလေပက်လက်ကလထိုင်နှလုံးကြမှာချောင်းရည်ဒီတခါတော့တကန်ကွန်းနဲ့ခုံဆင်းမလာပါနဲ့တော့ကိုတော်ကြီးရဲ့ဆိုပြီးတော့စိတ်ထဲမှာလည်းတောင်းပန်တာပေါ့ဒါရီမကသေးဘူး ်အရင်ပြုရင်ရက်ခတ်ဖို့အတွက်ဆလူရက်တောင်နှစ်ချောင်းကိုပါလေစပွဲပေါ်တင်ထားပေးလိုက်သေးတယ်အမေကြီးတို့ကချက်ချင်းတော့ရန်ထမ်းမဖြစ်ကြပါဘူးထင်ပါရဲ့သူတို့ရန်ဖြစ်တိုင်းလေဒီကလထိုင်အလေးကြီးကိုတင်လိုက်ချလိုက်လုံနေရရင်မလွယ်ဘူးဒီတခါတော့ရန်ဖြစ်ကြရင်တော့အောက်ထပ်မှာလေပလက်ကလထိုင်တလုံးဝဲထားပေးပါလို့အမကိုပူစာရမယ်မထွေးကလေတူးတယ်စဉ်းစားနေမိစင်မှာဥထွေးရဲ့အတန်းကြဲကြီးကလေအပေါ်ရက်ကိုလွင့်ပြန်လာတာပေါ့ငါပြောတာဒီလိုကွာ မင်းကဒီလိုမဟုတ်ဘူးဟိုလိုမဟုတ်ဘူးမင်းကဒီလိုမတွေးပဲလေဟိုလိုလိုဒီလိုလိုတွေးနေတက်လို့ခက်နေတော့မတွေးခမညာကျမ်းမြင့်ဘော်ကိုဖိနှိုင်ချသွားတယ်သူကိုခက်တတီခက်တတီကြည့်နေဟန်ရှိရလေပလက်ကလထိုင်ကြီးကိုမျက်နှာငယ်လေးနဲ့ပြန်ကြည့်မိတာပေါ့စိတ်ထဲမှာတော့ဖះဖះဒါကြီးကိုအောက်ပြန်ချရအောင်မလားဆိုပြီးတော့တွေးနေမိရှာတာပေါ့ အစောတိုင်းနောက်တော့ဆင်မေးခဲ့ကြတဲ့ဘာမစ်လိုက်ပြီးပြိတက်များအားလုံးစိတ်ကြမာခြင်းကိုယ်ဤချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေလို့ဘာမစ်လိုက်ပြီးဝိုင်းတော်သားများအားလုံးကဆုတောင်းပေးလိုက်ပါတယ်။နေစဉ်နေ့တိုင်းစာအုပ်ကောင်းလေးကိုဖျက်ပြပေးတော့မှာမို့လို့ဘာမစ်လိုက်ပြီး Audio Channel လေးကို Subscribe လုပ်ထားပေးကြပါဦးနော်။အားလုံးကိုကျေးဇူးတူပဲတင်ရှိပါရရှင်။